ီလိုအကြောင်းတင်တဲ့နယ်လို့ပြောတာเนาะဟုတ်ပြီဒါဆိုရင်ဖင်းရင်းလေးကိုကြည့်ရအောင်เนาะဖင်းရင်းကလေအရင်ဆုံးသူကအခက်ရလို့ပုံစံပေါ့အဲ့ဒါကိုကိုယ့်အကိုအားလုံးကိုအလွတ်ရအောင်ကြက်ရမယ်ဆိုတော့ဒီနားမှာကလေရေးတာလွယ်တယ်အတန်ထွက်လဲဗမာလိုရေးထားပေးတယ်ဘီဆိုလို့ရှိရင်တော့ပေါ်ပေါ့เนาะဖီဆိုရင်တော့ဖောပေါ့ပြီးတော့မောဖောတဲထဲနေလေပြီးလို့ရှိရင်ကဲခဲဟဲជី 七七第七个三笔吧画好比“地”那嘛，三 h 竖的哈里啊，啥那笔？不如比我们来说，吃啥类呢？吃喏，比如吃吃饭，吃哎喏哎喽，比如吃老师，老师好哎哎吃，好比那我就讲日日日本日哎好比这类咯。 那边买来，那是是我,我们这边那边哟，地热噶，只呢把把瓜勒住了，谁家家下来了，人家下不来，只，喏，只，比如，c，s，哎，俺说了多啊，z，z，ch，c，sh，c，哎，俺罗里撇多嘛，喏，好比咱做那老虎设计样，拼音么比对哟，喏，a，o，e，r。 i a au เนาะပြီးတော့ o n ain ang ain ဒီ ain နဲ့ဒီ ain ကတိတ်ပြီးတော့အဲဟိုမကွဲဘူးပေါ့เนาะခက်မှန်းချေအတန်ထွက်ကနည်းနည်းတူတယ်လို့ကိုမှတ်ထားလို့ရပါတယ် ain ain เนาะပြီးတော့ဒါ n ang အကောင်တန်ပါမယ်เนาะဟုတ်ပြီပြီးတော့ on ဒါလေးကိုအားလုံးသိသွားပြီနောက်ထပ်သုံးလုံးကျန်နေတယ် yi ဦးယီဟုတ်ပြီအားလုံးသိသွားရင်ခုနကတော့ပေါ်ကနေပေါ့နော်ဟိုစစ်ထီကတပိုင်းခွဲထားတယ်လို့ပြောတယ်ပြီးတော့ဒီအားကနေအုံးထီကတပိုင်းခွဲထားတယ်နောက်ပြီးတော့ရီဝူးယူရတပိုင်းစုစုပေါင်းဖင်းရင်းက၃ပိုင်းရှိတယ်ဘာလို့၃ပိုင်းပိုင်းလိုက်တာလဲဆိုလို့ရှိရင်ဖင်းရင်းဆိုတာတရုတ်စာလုံးကပေါင်းတဲ့ချိန်ကြလို့ရှိရင်နှစ်တန်နဲ့ပေါင်းတာရှိတယ်စာလုံးနှလုံးနှစ်တန်နဲ့ပေါင်းတာရှိတယ်အေဇမတီမှာပေါ့နော်ဟုတ်ပြီနှစ်တန်နဲ့ပေါင်းတာရှိတယ်ပြီးတော့ သုံးတန်နဲ့ပေါင်းတာရှိတယ်။သုံးတန်ဆိုတာကဆိုလိုတာကဒီအခုပြောတဲ့ဒီအောက်ကပုံစံလေးပေါ့နော်။အဲဆိုသုံးတန်နဲ့ပေါင်းတာရှိတယ်။အဲဆိုတော့ဒီနတန်နဲ့ပေါင်းတာတို့ပြီးတော့ဒီမှာသုံးတန်နဲ့ပေါင်းတာဆိုတာဘာကိုပြောတာလဲ။ခုနပြောတဲ့သုံးပိုင်းထဲကတစ်ပိုင်းထဲကတစ်လုံး။တစ်ပိုင်းထဲကအချင်းချင်းပေါင်းလို့မရအောင်ဥပမာပေါ့။ဟိုဗမာအခရာလို့ကကြီးဆိုရင်ရပင့်ညာရင့်နဲ့ပေါင်းလို့ရတယ်။ဒါပေမဲ့ကကြီးနဲ့ခခွေဆိုတာပေါင်းလို့မရအောင်။အတန်ကစာလုံးကမတူတော့ဘူးလေ။အဲ့တဘောတရားပါပဲနော်။အဲ့ဒါဆိုလို့ရှိရင်ပေါင်း ဲ့ချိန်တိုင်းကိုပါကိုပေါ့နော်ပေါ်အားပါပေါ်အားပါအဲ့ဒါလေးကကိုပါကိုပြန်လေ့လာလိုက်ဒါပေမဲ့ပြီးလို့ရှိရင်အတန်ထွက်လာပြီဆိုရင်တရုတ်စာလုံးမှာကအတန်၄တန်ရှိပါတယ်နော်ဒါပထမအတန်ဒုတိယအတန်တတိယအတန်ပြီးလို့ရှိရင်လေးတန်လို့ပြောပါတယ်အဲ့ဒါကိုဘယ်လိုမျိုးပြောလဲဆိုတော့ဥမာမောအားဆိုရင်မာမာ မာဒီသုံးတန်ကလေများသောအဖြစ်ကအထက်ဆုံးလို့ပြောကြတယ်เนาะအဲဆိုတော့သူကလေမာအဲအဲ့လိုလေးထွက်ရမယ်ပြီးတော့မှမအဲအဲ့ဆိုတော့သူက မမမမဖြစ်သွားတယ်။ဒါဆိုရင်ဒီလိုသုံးလုံးပေါင်းတဲ့ချိန်ဘယ်လိုပေါင်းရလဲဆိုအစပိုင်းပေါင်းတဲ့သူဆိုလို့ရှိရင်အကြံပေးချင်တာကနောက်ကနှလုံးကိုအရင်ပေါင်းရီအားရီအားပြီးတော့မှជីယာကြာပေါ့နော်အဲ့မှာပဲမမားတပ်ဘူးជីယာလို့တခါနေပေါင်းရင်ရတယ်ဒါပေမဲ့အဲ့ဒါကိုကျွမ်းမှာနော်အဲ့ဒါဆိုကြာ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 ရှိတယ်များစာလုံးမမမမကြာ ကြာကြာကြာအဲ့ဒါလေးကိုလေးတန်လေးကိုကိုအဲ့လိုကျင့်လိုက်ကျင့်ပြီးလို့ရှိရင်ဖင်းရင်းကိုမြင်လို့ရှိရင်ဒါပထမတန်လားဒုတိယတန်လားဆိုအဲ့လိုလေးเนาะတည်သွားမယ်ဟုတ်ပြီဒါမျိုးဆိုရင်ဆက်ပြီးတော့มาပေါ့เนาะ ဖင်းင်းကိုနည်းနည်းပါပါသိသွားပြီဖင်းင်းဆိုတာလည်းအချင်းကျွမ်းသွားတဲ့မျိုးလည်းမဟုတ်ပါဘူးကိုယ့်ဘောက်ကိုဖြည်းဖြည်းလေ့လာလို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုကျတော့ဝကြကိုစပြီးတော့ပြောတော့မယ်လေစကားစပြောမယ်ဟုတ်ပြီလားစကားစပြောတဲ့အချိန်ကြောင့်လို့ရှိရင်ကိုကလေဒီဟာလေးကိုအရင်ကြည့်ရိုးရှင်းတဲ့ဝကြလို့ပြောတယ်ဘလို့ရိုးရှင်းတဲ့ဝကြဆိုတာဘလို့ပြောတာလဲဆိုတာဗမာလို့ဘလို့ပြောလို့ရှိရင်တရုတ်လိုကဘလို့ပြောရမလဲဒီနားမှာကလေအကျဉ်းအဖြစ်ကလေးရှင်းပြထားတာနော် meaning ကလေကိုယ့်ဘောက်ကိုကြည့်အောင်သွားပြီးတော့ဟိုဟိုယူကြက်ရမှာနော်ဥပမာလောင်စရဲ့ဗီဒီယိုဆို ဟုတ်အရှိကเนาะ for Myanmar student ဆိုတဲ့1တို့2တို့3တို့အဲ့နာမှာ meaning တွေအများကြီးပေးထားပါတယ်အ meaning လေးတွေကြောင့်ကိုယ့်ဘာကိုအချိန်ယူပြီးတော့ရအောင်အရင်ကျက်ဟုတ်ပြီ meaning ကိုရပြီဆိုလို့ရှိရင်သူ့ရဲ့ဝတ်ကြပဲဖြစ်ဖြစ်ဇကစုပဲဖြစ်ဖြစ်ဘယ်လိုဆက်ပြောရမလဲဆိုတာအစအစလေးလာမယ်အဆင့်ပေါ့เนาะအဲ့ဒါဆိုဥပမာအခုအကြမ်းဖြစ်ဒီနားလေးနည်းနည်းလေးအရင်ပြောပြလိုက်မှာဘာလဲဆိုလို့ရှိရင်ငါဆိုတာက wall လို့ပြောတယ်အဲ့မှာ wall သုံးတန် white တဲ့အတား wall ဟုတ်ပြီเนาะဟုတ်ပြီအဲ့ဒါနင်ဆိုလို့ရှိရင်နီအဲ န်းအဲ့ဒါလည်းပဲ၃တန်းเนาะ